ပဒမှုမရှိသည့်အတွက်ကြောင့်ငိုကြွေးတာဆိုတာမရှိတော့။သွေင်သောကဆိုတာမရှိတော့ဘူး။ပူပနာဆိုတာမရှိတော့ဘူး။မရှိတော့သည့်အတွက်ကြောင့်သူကရုပ်အပေါ်သွားပြီးတော့ငါဟာလို့မချင်းကတော့ဘူး။ရုပ်ကရုပ်ပဲငါဟာမဟုတ်ဘူး။ဝေဒနာပေါ်မှာလည်းငါဟာလို့မချင်းကတော့ဘူး။ဝေဒနာဝေဒနာမျှသာဖြစ်တယ်လို့။တဘာဝတရားတွေပေါ်မှာသူကတဘာဝတရားတသက်မျှသာမြင်သွားတယ်။ နာမဟုတ်ဘူးတရဝမဟုတ်ဘူးရှုသက်သက်မြတ်တာဖြစ်တယ်ဝေဒနာသက်သက်မြတ်တာဖြစ်တယ်သင်္ခါရသက်သက်မြတ်တာဖြစ်တယ်ဝိညာဏသက်သက်မြတ်တာဖြစ်တယ်ငါဆိုတဲ့ဟာမရှိဘူးလို့ဥပါဒณะခန္ဓာ၅ပါးလုံးဟာငါလို့ဆွဲလန်းเสียတာတခုမှမရှိဘူးလို့အဲ့ဒီခန္ဓာ၅ပါးအပေါ်မှာဆွဲလန်းမှုကင်းသွားတာ ਨੇ တပြိုင်နဲ့အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်အေးလက်အေးနဲ့ လေးနိုင်သွားတယ်။တွေ့တံဟုမရှိတော့စိတ်အေးလေးဖြစ်သွားတာပေါ့နော်။စိတ်အေးလေးနေနိုင်သွား။ပူပန်ခြင်းဆိုတာတွေ့တံမှုရှိလို့ပူပန်တာ။စဉ်းစားကြည့်လေ။ကိုယ်နဲ့မသိတဲ့လူတယောက်သိရင်ဘယ်သူမှသောကဖြစ်တာရှိတယ်။ဘယ်သူမှဖြစ်ဘူး။နော်။ကိုယ်နဲ့မသိတဲ့သူတွေနေနေစဉ်သေးနေကြတာဘာမှဖြစ်ကိုမပိုင်တဲ့ပစ္စည်းတွေ 别谁说说他呀，划片的，帮忙划片的。哎喽，补水的说的对呗啦，各庙里也划水，各美水家也划水，各美哪组的也划水，所以呢，路里哈，我觉是这样的。各彼此之间呢，路里哈，哪么要打交道，谁谁谁不恰么能划家？哎哩！ စိတ်မချမ်းမသာဖြစ်ရတာတို့ပူဆွေးကြတာတို့ဘာကြောင့်လို့ဆိုရင် တွေ့တာမှုကြောင့်ဖြစ်လာတာမတွေ့တာဘူးဆိုရင်မဖြစ်တော့ဘူးလေပစ္စည်းတစ်ခုကိုရောင်းလိုက်တာနဲ့တွေ့တာမှုကပြတ်သွားပြီလေကိုဟာလို့သတ်မှတ်တဲ့အချိန်မှတွေ့တာတယ်လူကိုလည်းပဲကိုနဲ့ပတ်သက်တဲ့လူလို့သတ်မှတ်ထားတဲ့အချိန်မှတော့ကဖြစ်တယ်ကိုနဲ့ဘာမှအဆက်အသွယ်မရှိတော့ဘူးဆိုရင်တော့ကဖြစ်ပြန်မှာအဲ့ဒါကိုစဉ်းစားကြည့်မယ်ဆိုရင် တွေ့တာမှုဟာတောကကိုဖိတ်ခေါ်နေတာပဲဖြစ်တယ်။နောက်ဆုံးယဟန္တာပုဂ္ဂိုလ်တွေကြတော့ကိုယ့်ကိုယ်တော့မတွေ့တာတော့ဘူး။ကိုယ့်ကိုယ်ကိုမတွေ့တာသည့်အတွက်ကြောင့်ကိုယ့်ကိုယ်ကိုသေမှလည်းပူတာမဟုတ်ဘူးမရှိတော့ဘူး။ဟော။ဘာမှပူတာမရှိတော့သူတို့ဟာအမြဲတမ်းရုပ်ဝေဒနာသင်္ကြန်သင်္ကာရခန္ဓာ၅ပါးကလွယ်လို့ခန္ဓာ၅ပါးသည်ငါမဟုတ်ဘူးသဘာဝတရားတသက်မြတ်တာဖြစ်တယ်လို့ မြင်နေသည်အတွက်ကြောင့်ပူစရာဘာတစ်ခုမှမရှိဘူးလမ်းမေးကတစ်ပင်တစ်ပင်လဲသွားလို့ဘယ်သူမှငိုကြွေးတာမရှိဘူးဘာလို့ဆိုတော့တစ်ပင်ပေါ်မှာကိုကပတ်သက်မှုရှိမှမရှိတာမျက်တစ်ပင်နှုတ်လိုက်လို့လည်းမပူကြဘူးဘာဖြစ်လို့လဲမျက်နဲ့ကိုယ်နဲ့ပတ်သက်မှုမရှိလို့အဲ့တော့ပတ်သက်မှုရှိရင်တော့တဏှိမဟုတ်တဏှိဒုက္ခဖြစ်မှာအဲ့ဒါကြောင့်မို့ ရှင်းဝိရဏတင်ညာသင်္ခါရတွေပေါ်မှာငါငါဟာဆိုတာနဲ့မပတ်သက်ဖို့ပဲလို့တယ်။ပတ်သက်ရင်တော့တောကပိဋိဝါသားမှာပဲတဲ့။အဲ့တော့နောက်ဆုံးမှခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ငါငါဟာဆိုတဲ့ဆွဲလမှုတွေမရှိတဲ့အခါမှာသာဝရအငြိမ့်တက်တစ်ခုရရှိသွားတယ်တဲ့